ဘရိတ်ဆက်တဲ့သွားညေကုသမှုလုပ်တဲ့ဖြစ်စဉ်ကဘဝရဲ့ကြီးမားတဲ့မှတ်တိုင်တွေကတစ်ခုဖြစ်တယ်ကွာအာဒီမင်္ဂလာဆောင်လုပ်ဖို့ကျင့်ဆင်ရတယ်လို့မျိုးပေါ့အဲ့လိုမျိုးပဲသူနဲ့နေတူကိုယ့်အတွက်အရေးကြီးတဲ့လူတိုင်းအတွက်အရေးကြီးတဲ့အဲဘဝရဲ့မှတ်တိုင်တစ်ခုဖြစ်တယ်ဆိုလို့ရှိရင်လက်ခံလာအဲ့ဘာလို့ဒီလိုပြောရလဲဆိုတော့အာသွားညေကုသမှုဆိုလို့ရှိရင်အနည်းဆုံးသွား၄ချောင်းလောက်ရတယ်ကွာပြန်ပြီးတော့အစားထိုးလို့မရတော့ဘူးလို့ရှိရင်လူတိုင်းက ခန်းများပေါ့နော်နှစ်နှစ်ကနေသုံးနေကြအောင်ကြားလိုက်တာတယ်တက်ပြီးသွားလို့ရှိရင်လည်း brace ဖြုတ်ပြီးသွားလို့ရှိရင်လည်းအာ retainer ပေါ့နော်သွားထိန်းတဲ့ဟာကိုအာဆွဲပြီးတော့မှနှစ်တည်းရှေ့ထပ်တတ်ရမယ်အောင်ဆိုတဲ့အခါကျတော့ဒီလိုမျိုးကြားကြီးပေါ့နော်ကိုယ့်ရဲ့ငွေအင်အားကောလူအင်အားကောပြီးတော့ပြန်မရနိုင်တဲ့သွားတချို့ကိုလည်းအာဆုံးရှုံးလိုက်ရတယ်ဒါမျိုးဆိုတော့ဒီသွားကြီးကုသတဲ့ဖြစ်စဉ်ကလူတိုင်းအတွက်တကယ်ကိုအရေးပါတယ်သူကတူတူ လို့အရေးကြီးတဲ့သူပဲဖြစ်ပါမင်းသမီးပဲဖြစ်မင်းသားပဲဖြစ်တာမန်လူပဲဖြစ်လူတိုင်းတက်ဒီတောင်းကြီးကူတောင်းမှုလုပ်ပြီးဆိုလို့ရှိရင်အဲ့လူတွေကတော့ဒီဖြစ်စဉ်ကတအားကိုအရေးကြီးတဲ့ဖြစ်စဉ်ဖြစ်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့ brief တက်ဖို့စဉ်းစားနေလေဆိုရင်ဒီဗီဒီယိုဆက်ကြည့်လိုက်ပေါ့နော်လက်ရှိတော့မဖြစ်ပါသေးဘူးပေါ့နော်နှစ်နှစ်ကျော် experience ပုံမူတည်ပြီးတော့မှဗားရီဆောင်ရမယ်ဗားရီရှောင်းအောင်လေဆိုတော့ပြောတောင်းမှဖြစ်ပါတယ်အဲ့တော့ပထမအောင်ဆုံးဘာလို့ brief တက်လဲပေါ့နော်အဲတော်တော်များတော့ ဖြေလိုက်မယ်။သွားခေါ်လို့လို့သွားကျဲလို့ဖြေလိုက်မယ်။အဟုတ်တယ်။များသောအားဖြင့်တော့သွားကျဲတာတို့သွားထက်တာတို့ပေါ့နော်။အများကြီးသွားရဖြစ်နေတာတို့အာသွားခေါ်တာတို့ဒါကြောင့်တက်ကြတယ်။ဒါပေမဲ့လည်းတခြားအကြောင်းရင်းတွေရှိတယ်။တခြားအကြောင်းရင်းတွေကတော့ technical term တွေဆိုင်နေပေါ့နော်။ overbite underbite deepbite ဒါမျိုးပေါ့เนาะဒါတွေကတော့ technical term တွေဖြစ်တဲ့အတွက်ကြောင့်မလို့အုံလေးနဲ့ကြည့်ရဆိုလို့ရှင်ပိုရှင်းမယ်ပေါ့เนาะပြီးလို့ရှင် cross bite ပေါ့เนาะ cross bite ကတော့ဒီ သွားလေးတွေကကက်ကက်လေးထဲဝင်နေတယ်။ဘလို့ရှင် open bite သွားစီလိုမရဟာညာပေါ်သွားနေအောက်သွားချမှာပေါ့နော်။ဒါရီက technical damage တွေပေါ့နော်။ဒါမျိုးတွေကြောင့်လည်း brace တက်ကြတယ်။ဘာလို့လဲဆိုတော့ဒီလိုမျိုးအပြဿနာတွေရှိနေနေရှိပြီဆိုလို့ရှင်ဘာတွေပြဿနာဖြစ်တတ်လဲဆိုတဲ့အခါကျတော့ဒီအာမေးရိုးတွေမညီတာပေါ့နော်မေးရိုးပြဿနာတွေရှိရဲ့မျက်နှာတွေမညီတာအစာဝါးတဲ့အခါမှာခက်ခဲရှိတာဒါမျိုးတွေကြုံရတယ်ဒါကြောင့်မို့လို့လေဘာကြီးဥသားရဲ့လုပ်ငန်းချင်းကိုလုပ်ပြီးတော့ မရဲ့ကိုပိုင်အတွေ့အကြုံဆိုလို့ရှိရင်ကျမရဲ့ action ပုံပြမယ်ပေါ့နော်ကြည့်စီလိုက်အဲ့ဆိုလို့ရှိရင်အော်ဘယ်လိုပြောမလဲရုပ်တရက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူ၁၀ရောက်မှ၈ရောက်လောက်ကတောင်းကြီးကုသဖို့မလိုဘူးလို့ပြောလိမ့်မယ်မလိုဘူးလို့ပြောလိမ့်မယ်ဒါပေမဲ့အာတောင်းကြီးကုသဖို့ဆုံးဖြတ်ချက်ကကိုယ့်ပုံမှာပဲလို့တည်တယ်ကျမကိုယ်တိုင်ဆိုလို့ရှိရင်ဘာခံစားလဲဆိုရီလို့ရှိရင် မလော်ဘူးပေါ့နော်ငါကြီးမလောက်ဘူးကွာကခေါ်နေတဲ့ပြဿနာမျိုးလည်းမရှိဘူးအာသူများရဲ့ချင်းလည်းလှရလို့ခံစားရတယ်ဒါပေမဲ့ကိုကိုတိုင်က insecure